ီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့ကဘာကြီးမှာစားနပ်ရိက္ခာရှားပါလာတဲ့အတွက်အစိုးရကတအိမ်ကိုတယောက်လူကြီးရှော့ရှားရမယ်ဆိုပြီးတတ်မှတ်လိုက်တာကြောင့်မောင်နှမတွေကြားအငင်းပွားကြပြီးအချင်းချင်းတပ်ဖြတ်တာတွေဖြစ်လာတဲ့နောက်ဘာတွေဖြစ်လာမလဲဆိုတာကျွန်တော်နဲ့အတူကြည့်ရှုလိုက်ရအောင်ခင်ဗျာလူတွေရဲ့ကဘာကြီးကအပျက်စီးတွေအများကြီးနဲ့ပြည့်နှက်နေတယ်လို့အစိုးရကဆိုပါတယ်အဲ့ဒီအပျက်စီးတွေထဲကမှာစားနပ်ရိက္ခာရှားပါလာမှုရဲ့နောက်ဆက်တွဲအနေနဲ့ လူသားကပ်ဘေးပြဿနာဖြစ်လာနိုင်တာမို့အစိုးရကအဲ့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ရွှေညံတော်စုရောက်စွာနဲ့အိမ်တိုင်းတယောက်စီလူဦးရေရှော့ချရမယ်လို့တတ်မှတ်လိုက်တာကြောင့် DOCR အဖွဲ့အစည်းကြီးကအိမ်တိုင်းရဲ့တကားကိုလာခောက်ပါတော့တယ် DOCR အဖွဲ့ကြီးအိမ်ရှိကိုရောက်လာပြီဆိုတာနဲ့လူတယောက်တေးရမှာဖြစ်ပြီးအဲ့ဒီအတွက်နင်နာကြီးအနေနဲ့ကျန်းရင်းသူမိသားစုကပတ်ဆံရမှာဖြစ်ပါတယ်တရက်မှာတော့ယောမိသားစုရဲ့ခေါင်းကင်ဖခင်ကြီးယောကမိသားစုမိတ်ဆုံစားပွဲအတွက်သူသားသမီး၄ယောက်ကိုအိမ်ကိုဖိတ်ခဲ့ပါတယ် အဲ့ဒီမတိုင်ခင်မှာတော့ယောမိသားစုရဲ့အသားအကြီးဆုံးဆိုရဘတ်တော်သားဂျာရဲရဲ့အင်တာဗျူးက TV မှာလာနေခဲ့ပြီးသူကတော့ဒီစရင်ပေးတဲ့စနစ်ကိုထောက်ခံတာမို့အသက်10နှစ်ပဲရှိသေးတဲ့သူသားကိုတော့စရင်ပေးသိရင်ပေးခိုင်းမှာပဲလို့ပြောခဲ့ပါတယ်။ရွေးချယ်ကလည်းလူကြီးတွေတီးတန့်ဆောင်မဲ့ညစာစားပွဲကိုသူသမီးမီဝါကိုခေါ်လာခဲ့တာမို့ခေါင်းခံကြီးဘော့ကတော့သဘောမကျပေမဲ့လည်းသူသမီးဖြစ်သူနဲ့ဒီလိုနေမျိုးမှာစကားမများချင်တာမို့ငြိမ်နေလိုက်ပါတယ်။ အိမ်မြင်ဘက်မှာလဲနိုအာကသူ့ရဲ့ဖေကိုကြောက်ပြီးအထဲကိုမဝင်ရဲဘူးလို့သူ့ကောက်မှာလေ Grace ကိုပြောနေတာနဲ့ Grace ကလည်းဒါဆိုရင်ပြန်လာခဲ့တော့လို့ပြောတာနဲ့ပြန်တော့မဲ့ဆက်ဆက်မှာပဲသူ့ရဲ့ညမ Ash နဲ့တွေ့ပြီးပတ်သွားခဲ့ပါတယ်အိမ်ဝင်းထဲကိုရောက်တော့ကားဖောက်ကမဆင်းတဲ့နိုအာက Grace နဲ့စာပို့နေတာကို Ash ကမတော်စမြင်သွားပြီးမိတော့သူ့ကောက်မှာလေလို့ပြောပြီးဒီနေ့သူ့ဒီကိုလာခဲ့တာကသူ့မှာကောက်မှာလေရှိတယ်ဆိုတာကိုအသိပေးချင်လို့လို့ပြောပါတယ်နောက်ပြီးတော့လေသူကိုယ်တိုင်ဒီကိစ္စကိုပြောချင်တာမို့အက်ကိုလှုပ်ဝက်ထားပြီးပို့တောင်းဆိုလိုက်တယ် ဒါနဲ့သူတို့တွေအိမ်ထဲကိုဝင်လာကြပြီတိတ်မကြခင်မှာပဲသူတို့ဖေရဲ့ချစ်သူဂျပန်မာလေးတွန်းချက်ကျွေးတဲ့ညစာကိုလက်ဆောင်စားလိုက်ကြတယ်စားပြီးအချိုတဲတဲ့အချိန်ရောက်တော့နိုအာကသူ့ကောက်မာလေးအကြောင်းပြောဖို့စကားဆလှမ်းလိုက်ပေမဲ့ဂျွေချန်နဲ့ဂျာရီတို့နှစ်ယောက်ကသူတို့အရင်ပြောပြစေဆိုပြီးဘာလို့မိတ်ဆုံစားပွဲလုပ်တာလဲလို့ကောင်းကင်ကြီးဘွားကိုမေးလိုက်တယ်ဒါနဲ့ရော့ကမိတ်ဆုံစားပွဲရဲ့အဓိကယူရွယ်ချက်ကသူဒီနေ့ချခဲ့တဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်အကြောင်းပြောပြဖို့နဲ့အဲ့ဒါကသူနဲ့သူ့ချစ်သူတွန်းတို့စာရင်းပေးလိုက်ပြီဆိုတာပဲဖြစ်ပါတယ် ဒီစကားကြောင့်အကြီးဆုံးဖြစ်တဲ့ဂျာရန်နဲ့ရွေရှယ်တို့နှစ်ယောက်ကပွဲချမ်းပြီးသူ့အဖေကိုအပြစ်တွေဝိုင်းပြောရကနေစကားများကြရတော့တယ်။အငယ်ဆုံးဖြစ်တဲ့ Ash ကလည်းသူ့အဖေကိုရောမီသားစုရဲ့ဂုံကိုတမိုင်းတစ်ချောက်မှတ်မိနေဖို့ဒီလိုလှုပ်တာလားလို့မေးပြီးစေးသုံးရင်းနဲ့ကားအက်ဆီဒန့်ဖြစ်ခဲ့လို့ဒုတ်ကိုအာယူပြီးလမ်းလျှောက်နေရတဲ့နိုဟာကလည်းသူ့အဖေရဲ့လုပ်ရက်ကအတိတ်ပဲမရှိဘူးလို့ထပြောတော့တယ်။ဂျာရန်ကလည်းအစိုးရကနေတကားလာခေါက်လို့မိသားစုဝင်တယောက်အစားသူ့အဖေကသွားပေးတာဆိုရင်တော့ဒါကဟီးရိုးပဲလို့ပြောပေမဲ့အခုလုပ်ရက်ကတော့ဇီရိုးပါလို့ပြောလိုက်ပါတယ်။ ဒါနဲ့သူ့ချစ်သူကိုအပြစ်ဝိုင်းပြောနေတာကိုကြည့်မနေနိုင်တော့တဲ့ဒွန်းကအချိုးဝဲစားပြီးမှဒီကိစ္စတွေကိုဆက်ပြောကြမယ်လို့ပြောပြီး break out ခိုင်းလိုက်တယ်။အဲဒီနောက်တော့မိသားစုတွေအဲခန်းမှာပြန်ဆုံနေကြပြီးစရင်ပေးတဲ့တဲ့တင်ကိုကြည့်နေရကနေနိုအာကအစိုးရကစရင်ပေးတဲ့သူအကြီးအတွက်ကိုလိန်ထားတာမို့အစိုးရဘက်မှလူတွေဒီထက်ပိုများနိုင်နေတယ်လို့ပြောပြီးသူ့အဖေကိုဒီလိုလုံးဆရာမလို့ပါဘူးလို့ပြောလိုက်တယ်။ ဒါကိုကြားသွားတယ်အစိုးရဘက်တော်သားဂျာဘက်ကတော့အစိုးရကလိန်နေဆိုတဲ့ဇာတ်ကိုဆက်ဆက်ထိမခံမဲပြောရတဲ့သူကိုတရားစွဲမယ်ဆိုတဲ့ဇာတ်တွေအထိပြောလာတာမို့ဘော့ကသူ့ရဲ့မွေးစားသားနိုဝါဘက်ကနေဝင်ပါပြီအစိုးရကမှတ်ပုံတွေမရှိတဲ့လူတွေကိုပါစရင်ပေးဖို့ခွင့်ပြုလိုက်တဲ့ကစရင်အတိကျကိုပြည်သူတွေဘက်ကမသိရတော့တာမို့လိန်တာလည်းဖြစ်နိုင်တယ်လို့ပြောလိုက်ပါတယ်ဒါနဲ့ဂျာဘက်နဲ့သူ့အဖေတို့ဇာတ်များနေရကနေဂျာဘက်ကနိုဝါကိုစေတမားဆိုပြီးခဏခဏပြောနေတာနဲ့အက်ကဝင်ပါပြီမက်ဆီမဆိုင်တဲ့နိုဝါရဲ့ကောင်မလေးအကြောင်းကိုဝင်ပြောလိုက်တယ် ဒါကြောင့်နိုအာလည်းမြောင်းဖောက်ပေးတဲ့အတိုင်းရေစီးချလိုက်ပြီးသူ့အဖေကိုသူ့ကောက်မလေးဓာတ်ပုံပြလို့မိတ်ဆက်ပေးရကနေသူနဲ့အတူတူဆေးပြတ်သွားတာ10နှစ်လောက်ရှိနေပြီးအခုမန်နေဂျာယာတို့နဲ့ shopping mall တစ်ခုမှာအလုပ်လုပ်နေတယ်လို့ထည့်ပြောလိုက်ပါတယ်။အဲဒီနောက်တော့ Rock ကနိုအာရဲ့ကောက်မလေးကိုအတိမတ်ပြုတ်ပေးပြီးသူ့ချစ်သူစီသွားလိုက်အောင်မယ်ဆိုပြီးထွက်သွားရကနေစရင်ပေးပြီးမှကြောက်လို့ဆိုပြီးထွက်ပြေးသွားတဲ့ဒွန်းရဲ့စာတစောင်နဲ့အတူပြန်ရောက်လာခဲ့တယ် အဲ့ဒီချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင် DOCS ကနေသူတို့ရဲ့အိမ်တကားကိုလာခေါက်တာနဲ့အားလုံးကဒွန်းလဲမရှိတာမို့ပြန်ခိုင်းလိုက်ဖို့ပြောပေမဲ့ Rock ကတော့တကားကိုဖွင့်ပေးလိုက်ပြီးခေါင်းဆောင်ဘော့ကိုအထဲပေးဝင်လိုက်ပါတယ်။အိမ်ထဲရောက်တော့မှစရင်ပေးထားတဲ့တယောက်ထွက်ပြေးသွားတာမို့သူ့ကိုပြန်ချပြီးမှစရင်ပေးတာကိုအတူတူလုံးလို့မရဘူးလားလို့မေးလိုက်တော့ဘော့ကလည်းဒါဆိုရင်စီမင်းအရာစားရစားတဲ့ချို့မှလက်မှတ်ထိုးရမယ်လို့ပြောပြီး Rock ကိုခေါ်သွားခဲ့ပါတယ်။ စာရွက်ထဲမှာတော့စာရင်းပေးထားတာကနေရှောင်ရင်ပိုင်ဆိုင်မှုအားလုံးကိုလက်လျှော့ရမယ်ဆိုတဲ့စီမင်းပါနေတာမှုဒေါသထွက်သွားခဲ့ပေမဲ့လည်းဘာမှမတတ်နိုင်တဲ့အဆုံးသူအရင်ဆုံးထွက်သွားဖို့ဆုံးဖြတ်လိုက်ပြီးဘွာကူကောက်အောင်နိုဝါကလည်းဘေးကနေစန်တရာတီးပေးနေခဲ့ပါတယ်သူမသိခင်မှာတော့သူ့ရဲ့အိမ်နဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုအညီမျှယူလိုက်ကြဖို့ပြောသွားခဲ့ပြီးနောက်ဆုံးမှာတော့အိမ်အမဲကြီးတဲကိုရောက်သွားလို့ DOCI ရဲ့ခေါ်ရနာကိုလိုက်သွားရတော့တယ် အားလုံးပြီးသွားချိန်မှာတော့ဘောကိုမမြင်ချင်တာနဲ့အားလုံးကအိမ်ထဲကနေထွက်သွားဖို့ပြောတော့ဘောကသူ့ရဲ့လက်နက်ကင်တသားတိုနီကိုခေါ်ပြီးသူတို့ကအလောင်းနှလောင်းယူဖို့လာခဲ့တာမို့အခုယူစရာအလောင်းတစ်လောင်းကျန်နေသေးတာမို့သွားလို့မရဘူးလို့ပြောလိုက်တယ်။ဒါကြောင့်ဒွန်းရဲ့နေရာကိုတာသမီ၄ယောက်ထဲကတယောက်ကယူရမှာမို့ဘဒူသိမ်လဲဆိုတာကိုဆုံးဖြတ်ဖို့အချိန်၂နာရီရမယ်လို့ပြောလိုက်တယ်။ အဲ့ဒီနောက်တော့ဖုန်းလိုင်းတွေကိုသူတို့ဖြတ်ထားတာမို့ပြင်ပကိုဆက်သွယ်လို့ရမှာမဟုတ်ဘူးလို့ပြောပြီးရေချဲရဲ့သမီးမိပါကိုလည်းသူတို့ရဲ့လှုပ်ဆောင်ချက်ထဲမှာခလေးတွေအတွက်မပါတာမို့သူတို့နဲ့အတူပြင်ထွက်နေပေးဖို့နဲ့ဆုံးဖြတ်ပြီးသွားရင်မိအချက်ပြလိုက်ပါလို့ပြောပြီးထွက်သွားပါတယ်။ဒါနဲ့မောင်နှမလေးယောက်လည်းဘဒူတေသိန်းနဲ့ဆိုပြီးဆွေးနွေးရကနေဂျာဘက်ကတော့မွေးသားသားနူဟာကတေသိန်းဆုံးမယ်လို့ပြောပြီးနူဟာကိုသူတို့မိဘတွေကအကောင်းဆုံးတွေပေးခဲ့တယ်လို့ထိတ်တဲရတွေကိုပဲရခဲ့တယ်လို့ပြောပါတယ်။ ဒါပေမဲ့လေသူကအဲ့ဓာရီနဲ့တောင်မတန်ပဲစေးသုံးပြီးကားမောင်းရာကနေမိမတယောက်ကိုပါတက်လိုက်သေးတာမို့ဒီလိုလူကတည်တဲ့နယ်ဆိုပြီးပြောပါဗျ။ဒါပေမဲ့ Ash ကတော့ Noah ကတည်တဲ့နာမဟုတ်ပဲဖောက်ပြန်ပြီးမိမနဲ့ကလေးကိုဆွန့်ပစ်ခဲ့တဲ့ဂျာဘက်လိုလူမျိုးကတည်တဲ့နာလို့ပြောရကနေမောင်နှမနှစ်ယောက်စကားများကြတော့တယ်။နောက်ဆုံးမှာတော့ဘ누구တရားမယ်ဆိုတာဆုံးဖြတ်လို့မရတာနဲ့ဘော့ကိုလှမ်းခေါ်လိုက်ပြီးသူတို့မဆုံးဖြတ်နိုင်ရင်ဘာလို့မှလဲလို့မေးတော့ဘော့ကလည်းသူဆုံးဖြတ်မှာလို့ပြောတာနဲ့ဘလို့ပုံစံနဲ့လဲလို့မေးလိုက်ကြတယ်။ ဒါပေမဲ့ဘောရဲ့အဖြေကအရန်ပေါ့ပြက်ပြက်ဆန်နေတာနဲ့ရေချယ်ကအတီပေါက်နဲ့အလောင်းတစ်ခုပေးမယ်ဆိုရင်ရလားလို့မေးလိုက်ရကနေဘောကလည်းသူတို့ကလုံဆောင်ချက်ကိုဦးစားပေးပေမဲ့အဲ့လိုလဲရပါတယ်လို့ပြန်ပြောလိုက်တယ်။ဘောထွက်သွားပြီးတဲ့နောက်မှာတော့ရေချယ်ကိုအားလုံးကယူနေတာလားလို့မိကုံးတွေဝိုင်းထုတ်ကြပေမဲ့ရေချယ်ကတော့သူတို့ဆုံးဖြတ်လို့လည်းမရဘူး။မဲလည်းမနိုင်ချင်ဘူးမို့ဒီတနည်းပဲရှိတော့တယ်လို့ပြန်ပြောလိုက်တယ်။ အဲ့ဒီနောက်တော့ရေချယ်ကသူတို့ကမောင်နှမသာဆိုပေမဲ့တနှစ်ကို3-4ချိန်ပဲတွေ့ဘူးတာမို့သူ့ကိုလက်သေးပြင်းမနေကြဆိုင်ရှင်နဲ့တော့သူကမောင်နှမဆိုတဲ့လူတွေထက်ပိုရင်းနေတယ်လို့ပြောပြီးသူဘယ်သူမှမချစ်တယ်လို့ယုံလည်းမယုံကြည်ဘူးဆိုတာကိုတွေ့ဝိုက်ပြောလိုက်ပါတယ်။ဒါကြောင့်အလောင်းတစ်ခုပေးရမယ်ဆိုရင်အဲ့ဒီအလောင်းကတော့သူ့အလောင်းတော့မဟုတ်ဘူးလို့ပြောပြီးလက်မှာဖွက်ထားတဲ့ဓာတ်နဲ့노아ကိုစပြီးတိုက်ခိုက်လိုက်တယ်။ အားလုံးလည်းဝေချဲရဲ့ပြုမှုကြောင့်ထိတ်လန့်သွားကြပြီဝေချဲကတော့နိုဝါကရသမျှငွေကိုဆေးဘက်ရှူပြစ်မှာမို့တပြားမှမရတဲ့ဘူးလို့ပြောပြီးဂျာဘရဲ့သဘောထားကိုတော့သူသိတာမို့နိုဝါကိုတတ်ဖို့အတွက် Ash ကိုစီယုံတော့တယ်ဒါနဲ့ Ash ကလည်းနိုဝါအတွက်သူတို့အဖေကကားတိုင်းမှုကိုဖုံးကျင်တာနဲ့ဒေါ်လာ3000တောင်သုံးခဲ့တာမို့နိုဝါကအမွေမရတော့ဘူးလို့အားလုံးကိုပြောပြလိုက်တယ် ဒါကိုသိလိုက်ရတော့အားလုံးလဲနိုအာအတွက်သုံးခဲ့တဲ့ငွေကသူတို့ရမဲ့ဝေစုထက်တောင်များနေတာမို့စိတ်တို့သွားကြပြီနိုအာကတော့သူငွေကိုမမှတ်တာမို့ကြိုက်တဲ့သူယူသွားလို့ပဲပြောတယ်အဲ့ဒီချိန်မှာပဲငွေသားသားနိုအာကိုမောင်နှမ၃ယောက်ကဝိုင်းသက်ကြဖို့အတွက်ပစ္စည်းကိုစီလက်ထဲမှာကင်လိုက်ကြတယ်နိုအာလဲအားလုံးကိုလက်နဲ့ပြန်ချဖို့ပြောပေမဲ့ဘဒူးတစ်တီငတိမာရင် ပြီးရောဆိုတဲ့မောင်နှမ၃ယောက်ကတော့နိုအာကိုတိုက်ခိုက်ဖို့အသင့်နေထားဖြစ်နေကြတာမို့နိုအာလဲမတက်နိုင်တော့တဲ့အဆုံးသူကအရင်ဥအောင်စော်ပြီးထွက်ပြေးရတော့တယ် ဒါပေမဲ့လည်းအနောက်ကနေဂျာဘက်ကဆက်လိုက်လာတာမို့နိုအာလည်းလက်နာနီးရဲ့ပစ္စည်းတစ်ခုကိုကောက်ကင်လိုက်ပြီးဂျာဘက်ကိုထတ်ဆော်ပစ်လိုက်တယ်။အဲ့ဒီချိန်ငရုတ်စေးရီဘူးကင်ထားတဲ့ Ash ဝင်လာတာနဲ့မလုံဖို့ထတ်တားကြည့်ပေမဲ့လည်းသူ့ရဲ့မျက်နှာတက်တဲ့ကိုဖြန်းလိုက်တာမို့နိုအာလည်းစိတ်တူသွားပြီး Ash ကိုပြန်တိုက်ခိုင်းရင်ဖျက်ပြေးဖို့အလုပ်မှာပဲဓာတ်ကင်ထားတဲ့ Rachel ကအဝေးကနေဓာတ်နဲ့လှမ်းပေါက်လိုက်တယ်။ အဲ့ဒီအချိန်တစ်ဖက်မှာလဲမီရာက DOCS ကားပေါ်မှာအင်တာသွားနေတော့ဘော့စီဖုံးတလုံးဝင်လာပြီးဒုံရောက်လာတဲ့အကြောင်းပြောပေးမယ်ဘော့ကတော့ဌာနချုပ်မှာခေါ်ထားဖို့ပြောပြီးဒုံပြန်ရောက်လာတဲ့အကြောင်းအထက်ကလူတွေကိုမပြောခဲ့ပါဘူးနိုဝါကတော့ထွက်နေတဲ့သွေးတွေကိုတချူးတွေနဲ့တုံနေခဲ့ပြီးသူ့စိတ်တွေအရန်တုံလှုံနေတာမို့စိတ်ငြိမ်အောင်ပြန်တတိပေးနေခဲ့ရင်သူ့ချစ်သူဂွေကိုတတိရလာတာနဲ့ချစ်စကားလေးတွေစာရိုက်ပြီးဖုံးကိုလိုင်းမိတဲ့အိမ်ပြင်ဘက်လွှတ်ပစ်လိုက်တယ် အဲ့ဒီနောက်တော့ပြန်တိုက်ခိုက်ဖို့အတွက်ကိုမခံရအောင်ပြင်ဆင်ခဲ့ပြီးအခန်းတစ်ခုထဲဝင်လာချိန်မှာတော့အခန်းတစ်ခါနောက်မှာကြောက်လွန်းလို့တုံနေတဲ့အက်ရဲ့အတန်ကိုကြားလိုက်ရတာနဲ့သူဒါကိုရအောင်ရမှာမို့ကျန်တဲ့နှစ်ယောက်ဗမာလဲလို့မေးလိုက်တယ်။ဒါနဲ့အက်ကလည်းသူတို့အပြင်မှာရှိတယ်လို့ပြောတာနဲ့နိုကလည်းသူတို့ကမောင်နှမတွေဘာတွေမသိတာမို့အက်ကိုလည်းတိုက်ခိုက်နိုင်တယ်ဆိုပြီးသူ့နောက်မှာပဲနေဖို့ပြောရင်အပြင်ကိုထွက်လာကြတယ်။ အပြင်မှာတော့သူတို့ငငယ်တုန်းကရိုက်ထားတဲ့ဓာတ်ပုံလေးတွေရှိနေပြီ S ကသူတို့ငငယ်တုန်းကချစ်စရာလေးတွေနော်လို့ပြောတာနဲ့ Noah လည်းအဲ့ဓာတ်ပုံလေးတွေကိုငေးပြီးကြည့်နေတုန်းမှာပဲဓာတ်ပုံပေါ်တင်ထားတဲ့ Noah လက်ကိုအနောက်ကနေဝေချဲကဝက်ဝက်လဲနဲ့စိုက်ချလိုက်တာမို့ Noah လည်းပေါ်လာတဲ့ဂျာဘက်နဲ့ဝေချဲနှစ်ယောက်စလုံးကိုထုတ်လွတ်လိုက်တယ်။အဲဒီနောက်တော့ဝက်ဝက်လဲစိုက်နေတဲ့သူ့ရဲ့လက်ကိုဓာတ်ပုံပေါ်ကနေအရင်ဖယ်ပြီးဝက်ဝက်လက်ကိုလည်းလက်ထက်ကနေထွက်သွားအောင်နာနာကျင်ကျင်နဲ့ထုတ်ပစ်လိုက်တယ် အဲဒီနောက်လဲကြသွားရကလည်းခုနကဝင်ခဲ့တဲ့အခန်းကိုရောက်သွားပြီးအပြင်ဘက်ကလည်းအခန်းတစ်ခါကိုပိတ်လိုက်တာမို့နိုဝါလည်းအခန်းထဲမှာရှိတဲ့ဓာတ်တလက်ကိုဆွဲကင်လိုက်တယ်။အဲဒီချိန်မှာပဲသူထင်ထားတဲ့အတိုင်းဂျာဘက်ကအခန်းထဲကိုဝင်လာတာနဲ့ဓာတ်နဲ့လှမ်းပေါက်လိုက်ပြီးဇတိုက်ဆိုသလိုရေချဲကပါနောက်ကနေဝင်လာပြီးတိုက်ခိုက်တာနဲ့သူဖက်ပြီးယူလာတဲ့ခရင်နဲ့လေပင်ကိုထိုးချလိုက်တယ်။အဲဒီနောက်အခန်းပြင်ကိုထွက်လာတော့ဒဏ်ရာတွေကြောင့်လဲကြသွားပြီးဂျာဘက်ကလည်းဓာတ်ကရင်ဝေးလေကြောင်ပဲလုံနေတာနဲ့သူ့ရဲ့ဒုံးနဲ့ဂျာဘက်ရဲ့ပေါင်ကြားကိုရိုက်ချလိုက်တယ်။ ဒါနဲ့ဆက်လျှောက်လာခဲ့ပြီးတတိမထားမိလိုက်ချိန်မှာပဲအနောက်ကနေရိုက်လိုက်တဲ့အရှက်တုတ်ကြောင့်တစ်ချက်တည်းနဲ့တင်မေလဲသွားတော့တယ်။အဲဒီနောက်တော့မောင်နှမ၃ယောက်နိုးဟာကိုခြေဆုံးကောင်းဆုံးကျိုးနဲ့တုတ်ထားလိုက်ကြပြီးတက်ဖို့အတွက်ဗယ်ရီလုံးနေတော့မှာပဲအပြင်ဘက်ကနေနိုးဟာနာမည်ခေါ်ပြီးရောက်လာတဲ့နိုးဟာချစ်သူဂွေးဆက်အတန်ကိုကြားလာနဲ့ထွက်ကြည့်ကြတယ်။ Grace ကိုတော့အိမ်ရှိမှာရှိနေတဲ့ DOC ရအဖွဲ့ကဝိုင်းထားကြပြီ Grace ကလည်းဖုန်းတစ်လုံးနဲ့မှတ်တမ်းယူနေခဲ့တယ်လို့အိမ်ရှိထွက်လာကြတဲ့မောင်နှမ၃ယောက်ကလည်း Noah သူတို့နဲ့အတူရှိနေတာမို့အပြင်ဘက်သွားပြီးအကူအညီတောင်းဖို့ပြောလိုက်တယ်။ဒါနဲ့ Grace လည်းပြေးထွက်သွားချိန်မှာတော့ Bob ကသူ့လောက်ကလူတယောက်ကိုတားဖို့ပြောရကနေအဲ့လူကအတားလွန်ပြီးတနက်နဲ့ပြစ်လိုက်တာမို့တခါတည်းတည်သွားတော့တယ်။အဲဒီနောက်တော့မောင်နှမ၃ယောက်လည်းအကူအညီရစရာလမ်းမရှိတော့တာမို့သူတို့လှုပ်လှဆအလုပ်ကိုဆက်လုပ်ဖို့အိမ်ထဲပြန်ဝင်လာချိန်မှာတော့ကြိုးချီခံထားရတဲ့ Noah ကပျောက်သွားခဲ့ပါတယ်။ အဲ့ဒီချိန်မှာပဲနူဟာကတဏျာကနေအိမ်တစ်ခုလုံးကိုမီးပိတ်ချလိုက်တာမို့မောင်နှမသုံးယောက်လည်းဖုံးမီးတွေထွန်းလို့တစ်ဖက်ကလက်နက်တွေကင်ပြီးတတိကြီးကြီးနဲ့နူဟာနာမည်ကိုခေါ်လို့လိုက်ချကြတယ်အဲ့လိုကနေဖုံးမိရအောင်မှာဓာတ်တလက်ကိုကိုင်းပြီးသူတို့ရှေ့မှာရက်နေတဲ့နိုဟာကိုတွေးလိုက်ရတော့၃ယောက်သားကြောက်သွားကြချင်းနိုဟာကရှေ့ဆုံးမှာရှိနေတဲ့အရှက်ပိုက်ကိုဓာတ်နဲ့ထိုးချလိုက်ပြီးဂျာဘက်ကိုလည်းဓာတ်နဲ့တိုက်ခိုက်တယ်လို့ရွေးချယ်ပစက်ကိုလည်းဓာတ်နဲ့ထိုးလိုက်ပါတယ် ငွေသားသားရဲ့လက်ချက်ကြောင့်မောင်နှမသုံးယောက်မှောက်သွားချိန်မှာတော့နူဝါကဘော့ကအလောင်းကိုလိုချင်ရင်သူပေးတာပေါ့ဆိုပြီးအရှက်လယ်ပင်ကိုအပေါ်ကနေအုံမိုးပြီးညှစ်တော်တယ်။အဲ့ဒီချိန်စကားတွေလှမ်းပြောနေတဲ့ရွေးချယ်အတန်ကိုနားကြီးလာတာနဲ့ဟာနေတဲ့ပါးကဒဏ်ရာကိုသွားဖိပြီးပါဇက်ပိတ်ခိုင်းလိုက်တယ်။ဒီတော့မှမောင်နှမသုံးယောက်လည်းတယောက်တည်းစီတည်တဲ့တဲ့သူကသူတို့ပါလို့ပြောပြီးသူတို့အလောင်းကိုယူလိုက်တော့လို့နူဝါကိုဒွမ်မာတွေဝိုင်းခင်းကြတော့တယ်။ တေဂန်နီမှာအရန်တွေချစ်ပြနေတာနဲ့နိုဟာလည်းနားကြားပြင်ကတ်လာပြီဘသူမှမသေးရဘူးလို့ပြောရင်သူတို့မှရွေးချယ်စရာရှိတာမို့ဘော့ကိုတတ်ပြီးအသက်ရှင်ကြမယ်လို့ပြောလိုက်တယ်အဲ့ဒီချိန်နိုအာရဲ့ဓာတ်လက်ချက်ကြောင့်ဒန်ယာတော်တော်နဲ့သွားတဲ့ Ash ကတော့အသက်ရှင်ဖို့အတွက်ပြင်းထန်စွာတိုက်ပွဲဝင်နေရပြီ။နောက်ဆုံးမှာတော့သတိမေ့သွားခဲ့တယ်။အဲ့ဒီနောက်တော့ပြီးထားတဲ့အချိန်နှစ်နာရီလည်းပြည့်သွားပြီမို့။ဘော့လည်းသူ့လူတွေနဲ့အတူအထဲကိုဝင်လာရကနေစမ်းမြင်မှာလဲကျနေတဲ့ Ash ကိုတွေးလိုက်ရပြီ အသက်ရှင်နေတဲ့ Noa, Rachel နဲ့ Jared တို့ကိုတွေ့တာနဲ့သူတို့မှာလက်နက်တွေရှိနေမှာဆိုပြီးအင်ကြီးတွေကိုမြှောက်ပြခိုင်းတယ်။ဒါပေမဲ့လည်းဘာလက်နက်မှမရှိတာမို့ Tony ကိုအလောင်းတဲ့အိတ်သွားယူခိုင်းလိုက်ရာကနေကျမ်းပြမှာလဲကျနေတဲ့ Ash ကဖွက်ထားတဲ့ဓာတ်နဲ့ Tony ရဲ့ခြေထောက်ကိုထိုးချလိုက်တယ်။အဲဒီတော့မှမောင်နှမသက်တိုက်လဲကိုစီဖွက်ထားတဲ့လက်နက်တွေကိုထုတ်လိုက်ကြပြီးစက်တိုက်ထားတဲ့အတိုင်း Ball ကိုတစားကန်လှုပ်လိုက်ကြတယ်။ ေါင်းဆောင်ကိုတစားကန်လှုပ်ထားတာမို့အောက်ကလူတွေလည်းလက်နက်ချလိုက်ကြရပြီးအဲ့ချိန်မှာပဲဒံယာပြင်းထန်နေတဲ့ Ash ကပြန်ပြီးသတိမေ့သွားတာမို့ Noah လည်းဘောလယ်ဘေးမှာထားထားတဲ့ဓာတ်ကိုရုတ်တရက်ဖယ်လိုက်မိတယ်ဒါကြောင့်ဘော့လည်းသူပြန်လွတ်ပြီလို့ထင်နေတော့မှပဲဂျာဘက်ကတနက်ဖင်နဲ့ရိုက်ချလိုက်တော့တယ် အောက်ရောက်နေတာတော့ကြောက်ပီလာမေးကျင်သေးတဲ့ဘောကသူတို့အဖွဲ့အစည်းရဲ့စီမင်းအရာသူတို့ထံရရရင်တိုက်ခိုက်သူမိသားစုရဲ့ကလေးတွေကအစိုးရရဲ့အုပ်ချုပ်တာကိုခံရမှာမို့ခုဆိုရင်ရွေးချယ်သမီးမီဝါနဲ့ဂျာရွတ်ရဲ့သားလူကတ်စုဘွားကနေဆက်မှာရှိတဲ့လှောင်ရင်လေးတွေထဲရောက်သွားရမယ်လို့ပြောပါတယ်။ဒါနဲ့နှူကလည်းသူတို့ဘာလို့လဲဒုက္ခရောက်တော့မှာပဲဆိုပြီးမီဝါကိုအပြင်ခဏထွက်ပေးဖို့ပြောတာနဲ့မီဝါကအပြင်ထွက်ခံနေဘောကိုကြည့်လို့ကောင်းမွန်တဲ့နေရာကိုရောက်မှာပါလို့ပြောသွားခဲ့တယ်။ ဘောကတော့အကုန်လုံးအဆင်ပြေဖို့အတွက်သူတို့လူတွေကိုလှုပ်ပေးဖို့နဲ့သူတို့ကလည်းဘာပြဿနာမှမရှာပဲကျမ်းပြင်မှာတည်နေတဲ့ Ash ကိုပဲခေါ်ပြီးထွက်သွားတော့မယ်လို့ပြောတာနဲ့ Rachel ကကျမ်းပြင်မှာရှိနေတာက Ash မဟုတ်ဘူးလို့ပြောလိုက်တော့ဘောတယောက်တုံ့လှုပ်သွားခဲ့တယ်။အဲဒီနောက်ကျမ်းပြင်မှာတည်နေတဲ့လူကိုပြလိုက်တော့သူတို့အဖွဲ့အစည်းက agent တယောက်ဖြစ်နေပြီး Rachel ကသူတို့စီးထိုးတာပထမဆုံးလူမှုသွေးကြောမှားပြီးထိုးမိသွားတာပါလို့ပြောလိုက်တယ်။အဲ့ဒီတော့မှဘော့လည်းအချိုးပြောင်းသွားပြီးသူ့ကိုပါမတတ်မိအောင်သူဒီချင်းတွေကနေအားလုံးကိုကာကွယ်ပေးပါမယ်လို့ပြောတော့တယ် ဒါနဲ့ Rachel ကအချင်းတွေကိုတတ်တာတော့ကာကွယ်ပေးမယ်ပေါ့ဟုတ်လားလို့မေးတော့ Bob ကလည်းသူစီရင်ချက်တစ်ခုဖန်တီးပြီးရေးလိုက်မယ်လို့ပြောပြီးသူတို့ဌာနချုပ်မှာဒွန်းရောက်နေပြီဆိုတာကိုပါပြောလိုက်တယ်။အဲ့တော့မှ Noah လည်းသူတို့ကိုအချင်းချင်းပြန်တတ်အောင်ဒွန်းပြန်ရောက်လာတာကိုဖုံးဝယ်ခဲ့တဲ့ Bob ကိုစိတ်တူသွားပြီး Nevin ညှက်မိရာကနေစေးထိုးဖို့ကိုပါစိတ်ပြောင်းသွားတာနဲ့ Bob လည်းချိုးချိုးသားသားတွေပြောလဲအသုံးမဝင်တော့တာနဲ့အတူတူသူကကဘာကြီးကိုပြောင်းလဲအောင်ကူညီနေတဲ့သူလို့ပြောပြီး Noah တို့ကတော့ကဘာကြီးဘော်ကမစင်သားသားကောင်းတွေပဲလို့ပြောတော့တယ် ဒါနဲ့နိုအာလည်းစိတ်တူပြီးဆေးထုတ်ပြုံကိုဖိလိုက်ပါတယ်ဒီကိစ္စတွေပြီးပြီးရဲတော်ကြမှာတော့နိုအာကတကူတော်စမ်းများပြပွဲကိုကျင်းပနေခဲ့ပြီးသူမိသားစုဝင်တွေကပျော်ရွှင်စွာနဲ့ကြည်ရှုအားပေးနေကြပါတယ်သတင်းမှာတော့နိုင်ငံတော်က Grace နဲ့ Astro ရဲ့အနစ်နာခံမှုတွေကျေးဇူးတင်ကြောင်းပြောနေပြီးဘော့ကနိုအာတို့လှုပ်ခဲသမျှကိုဖုံးကွယ်လိုက်ပြီးဇလန်းလေးလည်းပြီးသွားပါတယ်အဆုံးထိကြည်ရှုနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်